လက်ရှိရုရှားနဲ့စစ်မြေပြင်မှာယူကရိန်းအစိုးရဟာလက်တွေ့ဂိမ်းတစ်ခုဖန်တီးပြီးထိရောက်အောင်မြင်တဲ့တိုက်ခိုက်မှုတွေအတွက် စုချတာမျိုးတွေပြုလုပ်နေပါတယ်။ဒါဟာယူကရိန်းဘက်ကရုရှားစစ်သားနဲ့စစ်လက်နက်ပစ္စည်းတွေကိုတိုက်ခိုက်နိုင်တဲ့အပေါ်မူတည်ပြီးအမှတ်ပေးတာမျိုးဖြစ်ပါတယ်။ဥပမာအဖြစ်ရုရှားစစ်သားတဦးတရားရရဲ့ရှစ်မှတ်နဲ့အသက်ဆုံးရှုံးခဲ့ရင်12မှတ်ဒါမှမဟုတ်တက်ကာရစီထိခိုက်ပျက်စီးသွားရင်ရမှတ်20နဲ့အလုံးစုံဖြက်စီးပြနိုင်ရင်တော့ရမှတ်40အထိပိုင်ဆိုင်နိုင်မှာပါ။ အလားတူရုရှားကနေဒုံးကျည်အများပြားပြစ်လွှတ်နိုင်တဲ့စနစ်ကိုဖျက်ဆီးလိုက်ရင်ရမှတ်90ဆိုတာမျိုးအပါအဝင်ဒရုန်းအကူအညီနဲ့ရုရှားစစ်သားတယောက်အရှင်ဖမ်းမိမယ်ဆိုရင်တော့အမြင့်ဆုံးအမှတ်120ထိရရှိနိုင်ပါတယ်2024ဩဂုတ်လတုန်းကဒီပြိုင်ပွဲကိုအစမ်းသဘောအနေနဲ့စတင်ခဲ့ပြီးနောက်တိုက်ရင်အလိုက်အမှတ်ရဖို့အတွက် ရှင်းပြလာကြတာတွေ့ရပါတယ် ဒါကြောင့်စစ်ကြောင်းတခုက အမှတ်မြင်များရလေလေပိုပြီးကောင်းမွန်တဲ့စစ်လက်နက်တွေကိုဝေယူနိုင်လေလေဆိုတော့ဂိမ်းပြိုင်ပွဲပုံစံမျိုးဖြစ်လာခဲ့တာပါအဲ့ဒီအထဲမှာထောက်လိုက်ရဲ့အခြေခံ drone တွေနဲ့ဖောက်ခွဲရေးပစ္စည်းတွေတည်ဆောင်နိုင်တဲ့ drone အကြီးစားတွေပါဝင်တယ်လို့စစ်သားတွေအတွက်ဆိုရင်လဲစုရစိတ်နဲ့ရာထူးတိုးပေးတာမျိုးအထိထည့်သွင်းထားပါတယ်ရှင်။